တခါတော့ခွေးတကောင်ဟာရေတောက်မလို့သူရေကန်နဲ့ဆင်းလိုက်တော့စဆိုသူပြန်တက်လာဆင်းမဲ့လို့ရေကန်နဲ့သွားလိုက်ပြန်လှည့်လာလိုက်ဘာဖြစ်တာတော့ဆိုတော့ရေကန်နဲ့မှသူခွေးတကောင်တွေ့လို့သူကမှန်ပြီနဲ့အဲ့ဒီခွေးကသူ့ကိုပြန်ပြီးတော့မှန်ပြီးနေအဲ့ဒါသူမဆင်းရဲဘူး ။နောက်ရည်ရွယ်လို့တခြားလဲစာလုံးမယ်။စာလုံးမကစာလုံးတော့ဂိုင်ဖြစ်မှာဖြစ်ရောကွာ။ရှင်မဲ့ကြက်ရကြက်ရဆိုပြီးတော့အရေးဆုံးပြီးတော့ရည်ထဲခုန်ချလိုက်တာ။အော်အဲ့ဒီကမှရည်လဲဝါဝါနေတော့တခဏခွေလဲတခါပြောက်သွား။ဒါလေးကပြောချင်တာကဒီခွေးကိုဥပမာကြည့်နော်။ရည်တောက်တဲ့နေရာမှာအာဒါဖြစ်နေတာတခြားမဟုတ်ဘူးတကယ်တော့။ရည်နဲ့မှတခြားခွေးတဲ့ဟောင်းလည်းမရှိနေဘူး။ ကယ်တော့သူကိုယ်တိုင်ပဲသူ့ရဲ့အဟံအတာ ဖြစ်နေတယ်ဒီနေ့ကတခြားလူငယ်တွေမအောင်မြင်ရခြင်းမကြည်ဝါရခြင်းအားလည်းပဲအဟံအတာဟာတခြားမဟုတ်ဘူးမိမိတို့ကိုယ်တိုင်သာအဟံအတာဖြစ်နေတတ်တယ်ဆိုတာတတိပြုမိဖို့လိုတယ်ပေါ့ကိုယ်ကိုယ်တိုင်ပဲမလုံရဲမကန်ရဲစွန်စားရတဲ့စိတ်မရှိစူးစမ်းလို့တဲ့စိတ်မရှိဟိုအကြောင်းပြဒီအကြောင်းပြလုံနေတဲ့အတွက်ကြောင့်ပဲ မအောင်မြင်ခြင်းဖြစ်တယ်ဆိုတာကိုဒီမြေခွေးဒီခွေးလေးရဲ့ပုံပြင်ကိုအတူယူပြီးတော့နားလည်တဲ့နေဥပမာယူပြီးတော့မှတ်ထားတဲ့နေပေါ့နော်